ကဲလေ့ကျင့်ခန်း1.1ကိုတွားရအောင်လေ့ကျင့်ခန်း1.1ရဲ့နံပါတ်1 irrational gain 5ခုကိုဖော်ပြပါတဲ့ဒီဟာတွေကတကယ်တမ်းအရန်လွယ်တဲ့ irrational gain ဆိုတာကိုဘာလဲဆိုတာသိထားသရွေကိုကြိုက်တာထည့်လို့ရတယ်တခုအတယောက်နဲ့တယောက်တူစရာမလိုဘူးပေါ့အဲ့တော့ irrational gain ဆိုတာကအရှိမရှိနေတဲ့အတိုင်းပဲအဆုံးလည်းမရှိဘူးပြန်လည်းမထက်တဲ့ဒသမဂိန်းတွေကိုခေါ်တယ်တဲ့ဒါပေမဲ့အဆုံးမရှိပြန်ထက်ဒသမဂိန်းတွေကိုဆင်မောက်တစ်ခုချင်းလိုက်ရေးပြနေလို့မရတဲ့အလျောက် root တွေနဲ့ပဲပြပေးလိုက်မယ် root 2 root 3 root 5ရရအဓိကက root တွေကနေထွက်လို့ရမယ်ကောင်မဟုတ်သေးရရတယ် root 6 root 7 1 2 3 4 5ဒါပဲအဲ့လိုမျိုးလေးတွေကိုအဓိကအဲကြိုက်တယ်လို့ရေးတခြားဒီတွေကမဟုတ်တဲ့တခြားဟာကိုစဉ်းစားမိတယ်ဆိုရင်လည်းကိုယ်ကိုကြိုက်တာငါကူထည့်လို့ရတယ်အဲ့တော့နံပါတ်2ဆက်ကြည့်အောင် နံပါတ်2ကကြတော့အောက်ပါလို့မှမီတီတို့ဒီ rational game ဖြစ်ပြီးတော့ဘယ်ဟာတွေက irrational game ဖြစ်တယ်လဲတဲ့အဲ့တော့ဆင်မတို့ irrational game rational game ကို square root လေးနဲ့ပဲကြည့်ပြီးတော့ဆုံးဖြတ်ကြည့်နံပါတ်ကကြီးကတိတိတတတော့ပဲ square root မှမပါဘူး rational game ဟုတ်ပြီနော်နံပါတ်ခါကိုလည်းအတိုင်းပဲ rational game ပဲဒါငယ်ကြတော့သူက irrational game လေးအနောက်မှာပါလာပြီ2.7 - √3 တဲ့အဲ့ဒါကိုဆင်မတို့အကြမ်းလေးချက်တွေ့ကြည့်အောင်2.7 - √3 root uh, 7ကိုဆင်မောက်ပိုင်းကြီးပဲယဉ်ညှိကြည့်အပေါ်က2က2ပဲ minus 7 root 3ဒါ session လို့ရလဲဘာမှမရအောင်ဟုတ်ပြီနော်အနောက်က root ကျင်လည်းမတူဘူးဘာမှလည်းလုံးလုံးများရဲ့အတွက် root ကြီးကလည်းပါနေသေးတယ်ဆိုတော့ဒါက irrational game ပဲအဲ့လိုပဲအနောက်ကနံပါတ်ကကြီးလဲ3 minus root 3ဆိုတော့ irrational game ပဲ root 2 plus root 2ဆင်မတို့က irrational game နေတမ်းမို့တူတယ်ဆိုလို့ရှင်ပေါင်းလို့ရတယ်လို့ပြောထား root 2ရှိမှ1ရှိရဲ့ဒီ root 2ရှိမှလည်း1ရှိရဲ့အဲ့တော့အဖြေက2 root 2ရမယ် ဒါပေမဲ့တူတူရတယ်ဆိုတာလည်းပဲ version နဲ့ game ဖြစ်သွားလားဆိုတော့မဖြစ်ဘူးဘာလို့ဆိုတော့အနောက်မှာ true 2ဆိုတဲ့ iteration နဲ့ကြံနေသေးတယ်အဲ့တော့သူလည်း iteration နဲ့ game ပဲဒါတော့တမျိုးပြောင်းသွားပြီ root 2နဲ့ root 2နဲ့မြောက်တာတမို့တူတဲ့ root 2နဲ့မြောက်လိုက်တော့ root ပြောက်တယ် view 2ပဲထွက်လာပြီဆိုတော့ဒါက rational game ဖြစ်သွားပြီစလိန် irrational game ပဲဒီ root ပါနေတဲ့ root irrational game လို့သာမှတ်ခြေလို့လည်းမရရင်ပေါ့ဇာကွဲ root အဲ root 5 by root 2ဒီနှစ်ခုက root ကခြေလို့မရဘူးဘာလို့ဆိုတော့အထက်က9နောက်တစ်ခုကခနစ်ဖြစ်နေလို့ခြေလို့မရတဲ့အတွက်သူလည်း irrational game ပဲ ကင်စင်မောင်းနံပါတ်3လေးတစ်ချက်ထပ်ကြည့်ရအောင်ဒသမ9နေရာထိအမှန်နီးပါးတန်ဖိုးယူထားလျင်နဲ့ root 2ကအမဲတော့9နေရာထိအမှန်နီးပါးယူထားတဲ့တန်ဖိုးတွေကိုပေးထားတယ်ပေါ့ root 2တွေ root 3တွေ root 5တွေကိုအတကယ်တမ်းဒီ root တွေကဆရာမတို့ပြန်လဲမထပ်ဘူးအဆုံးလည်းမရှိတဲ့တသမဂိတ်နေနော်အဲ့ဒီဟာတွေကိုသူက9နေရာထိပဲအမှန်ယူထားတာအဲ့ဒါလေးကိုသုံးပြောဆရာမတို့ကိုအောက်မှာကာဇီခါကိုခေါင်းငယ်ဆိုပြီးတော့ခိုင်းထားတယ်နံပါတ်ကာဇီက root 2နဲ့ root 3တန်ဖိုးကို 3နေရာအထိယူပြီးတော့သက်သက်မှာ3နေရာအထိဆိုတော့သူက1 point အဲ root 2ရဲ့တန်ဖိုးက1.41421ရှိတာ3နေရာအထိပဲဆိုတော့414ထိပဲယူမယ်1.414ထိပဲယူမယ် root 3ကျတော့1.732ထိပဲယူမယ်အဲ့ထိပဲယူပြီးတော့သူတို့နှစ်ခုမြောက်ပြီးတော့ရလာတဲ့တန်ဖိုးကိုရှာပါတယ်အဲ့တော့ကဆင်မတို့ကမြောက်လို့ရှိရင်သက်သက်မှာဂိန်းတွေက3နေရာအထိဆိုတော့အရှိအရှိကြီးတွေဖြစ်ကုန်မှာဆိုလို့ဆင်မအဖြစ်တစ်ခါရဲ့တန်ပေးထားလိုက်တယ် 2.44907ရလိမ့်မယ်။သူက3နေရာအထိပဲရှာပြီးတောက်ခိုင်းတာဖြစ်တဲ့အတွက်3နေရာမှာဖြတ်ချလိုက်တော့ပိုကောင်းတဲ့449အထိပဲပေါ့။ဟုတ်ပြီနော်။449ကတကယ်လို့ဆရာမတို့ဒီတသမဂိမ်းတွေကိုယူပြီးပဲမမြောက်ရင်တော့မှ root 2နဲ့ root 3က3.6လေ။ root 6ရတယ်နော်။အဲ root 6ကိုကကူလိုက်တာမှရှာကြည့်လိုက်ဒီအဖြစ်နဲ့တထက်တဲ့2နေရာလိမ့်မယ်။အဲဒါကြမှာသာမှန်ပါ။အဲ့တော့နမခါကိုယူဆရာမတို့တစ်ခါရထက်ကြည့်လိုက်ရအောင်။နမခါကိုကြတော့သူက1/2ရဲ့တန်ဖိုးကိုတသမ3နေရာအထိရှာပါတဲ့။ ဲ့တော့1 by root 2 root 2ကပိုင်းခြေပိုင်းခြေကိုဆင်မတို့ irrational gain နဲ့ထားလို့မရအောင်ထားလို့မရအတွက်ဆင်မတို့ rational ပြောင်းမယ်ပေါ့1 by root 2ကို root 2 by root 2နဲ့ညောင်းမယ်အောက်ကတော့ root ပြောက်သွားပြီ2 root 2 by 2 root 2ရဲ့တန်ဖိုးကိုဆင်မတို့ပေးထားတယ်။သူကတော့ဒီမှာတသမဘယ်နေရာထိဖြတ်ပြီးတော့မှတွက်ပါလို့ဘာလို့တော့မပေးထားဘူး။ပြလာမယ့်အဖြစ်ဘယ်သုံးနေရာထိဖြတ်ပါလို့ပဲပြောထားတာ။အဲ့တော့ဆင်မတို့ root 2ရဲ့တန်ဖိုးအကုန်လုံးသုံးပေးမယ်ပေါ့။ 1. 1.41421ဟုတ်ပြီဆမတို့ဒီကောင်ကိုနည်းနည်းစာမယ်တို့1.1အာ41421ကိုဒူးနဲ့စာမယ်ပေါ့ဒူးနဲ့စာတဲ့အခါတခါလေဒီနေရာမှာပဲတန်းချီသွားလိုက်မယ်ည3ည4ည2ည4 4 oh sorry 2 9 4 4ဒီရှိမှာတက်ရှိလေးတယ်2 9 4 4ည3ည4 3ညတက်ဆွဲကြ4ဆိုတော့2 9 4 4ည2 4 2ည3ည4 3ညအတော့အနောက်မှာဆက်စားရင်စာတို့အများကြီးဆက်ထွက်နေအောင်မှာဒါပေမဲ့ တခါလေးဒီလောက်ပဲယူမယ်0.70710သူက3နေရာပဲယူခိုင်းတာဆိုတော့707မှာဆင်ပါလို့ဆက်ချခဲ့လို့ရမယ်0.707အဲ့ဒါကတူဖြည့်ပဲဟုတ်ပြီနော်အဲ့တော့နံပါတ်ကငယ်သူက 1.22+ refire တံမိုးကိုတသမာ3နေရာထိရှာပါတယ်။ရတဲ့အဖြေကိုပဲတသမာဖြတ်ခိုင်းတာ။တွဲမဲဟာကိုဆင်မလို့တသမာဖြတ်ပြီးမတွဲခိုင်းတော့အဲ့လိုရှိသမျှအကုန်သုံးဖို့ပဲပြင်ပေါ့။1.22 1.22ဆင်မတို့ပိုင်းခြေက irrationality ဖြစ်နေရ rationality ပြောင်းမိတတ်ပြီးတော့ 1 by root 2 into root 2 by root 2နဲ့မြောက်မယ်။တစ်ဖက်ကတော့ plus root 5ပဲ။အပေါ်က root 2ပြင်မယ်အောက်က root ပြောင်းမယ် plus root 5ဆရာမတို့အရှိမတွက်ခဲ့တယ်ဒီတန်ဖိုးနဲ့တွက်တူတယ်။1 by root 2က root 2 by 2ဖြစ်သွားတာ။ root 2 by 2ဖြစ်သွားတာအပေါ်က0.707ကိုပဲဆရာမတို့သုံးလိုက်ရအောင်။0.707 plus 25ကကြတော့သူပေးထားတယ်2.23606 2.23606အဲ့တော့အဲ့နှစ်ခုကိုဆရာမတို့ပေါင်းမယ်ပေါ့ပေါင်းမယ်ဆိုတော့ကဒီကောင်က3နေရာထိ3နေရာထိအဲ့တော့အနောက်က06ကဒီတိုင်းပဲပြန်လာမယ်အာ06ကဒီတိုင်းပြန်လာမယ်6နဲ့9နဲ့ပေါင်း73တက်မှတ်3နဲ့3ရနဲ့ပေါင်း3အာ3ပဲ4ဖြစ်5ဖြစ်2.94306ရမယ်။ရှုပ်သွားလာတော့မသိဘူးကောတစ်ချက်ချပြီးတော့တွေ့ကြည့်နော်။ပြင်းငန်းတေသမာတက်ကနံပါတ်၄ အောက်ပါရောမှာပိုင်းချီကိုတဲ့ rational gain ဖြစ်ပြောင်း၍ပေါ်ပြပါတဲ့အဲ့တော့ဆရာမတို့ကို rational gain လေးပြောင်းလို့ပဲပြောထားတာပေါ့နော်အရှင်းဆုံးပုံစံထိရအောင်တော့ပါပြီဘာလို့တော့မပြောထားတော့ဒါမဲ့ကြည့်ရတာပေါ့နံပါတ်၄ကကြီး4/3 rational gain ပြောင်းခြင်းတဲ့အခါသူကိုတန်ဖိုးညီတဲ့ကောင်နဲ့အပေါ်ရောအောက်ရောမြောက်လို့ပြောထားတယ် √3/√3 နဲ့အဲ့တော့မြောက်တဲ့ကအောက်ကတော့ root ပြောက်သွားပြီ အပေါ်က 4 root 3ဒါပဲအဖြစ်ရနမခဝိစချိ3 plus root 5 by root 5အောက်က rational irrational ကိုမဲ့ focus လုပ်ထားအဲ့တော့အပေါ်ကအကောင်ကဆင်မတို့3 plus root 5ပဲအောက်က root 5ကို root 5 by root 5နဲ့မြောက်မယ်အဲ့တော့ဒီ root 5ကြီးက ီကောင်တစ်ခုလုံးကိုမြောက်မယ်ဆိုတာသတိပြုဒီအလယ်မှာအပေါင်းရှိတယ်ဒီဟာနဲ့လည်းပဲတတ်တတ်မမြောက်ဘူးတလို့ဒီရှက်သုံးနဲ့ပဲတတ်တတ်တတ်လည်းမမြောက်ဘူးနှစ်ခုလုံးနဲ့မြောက်မှာဟုတ်ပြီနော်အဲ့တော့အောက်ကတော့5ပဲဖြစ်သွားရင် root ပြောက်သွားရင် root 5က3နဲ့မြောက်တော့3 root 5 plus root 5က root 5နဲ့မြောက်တော့ root ပြောက်5ဘာမှဆက်လုပ်လို့မရဘူးဒီကောင်က irrational ဒီကောင်က rational ဆိုတော့အဖြေရတာဒါပဲဒီ5တွေ5တွေကြည့်လို့ရလားသွားမလုံးနဲ့နော်ဒီအလယ်မှာအပေါင်းလက္ခဏာရှိနေဘာမှလုပ်လို့မရအောင်နံပါတ်ကငယ် 1 plus root 2 by root 2 equal 1 plus root 2ကိုမစင်းစားနဲ့အောက်က root 2ကိုပဲဆင်မလို့ irrational gain ကနေ rational gain ဖြစ်အောင် ပြောင်းမယ်အောက်ကတော့ root ပြောက်ပြီး2ပဲဒီ root 2ကလည်းခုနအပေါ်အတိုင်းပဲဒီဟာကြီးတစ်ခွင်းလုံးနဲ့သွားမြောက်မှာ root 2ကို1နဲ့မြောက်တော့1 root 2 1 root 2ဆင်မလို့1ဖြောက်ရေးလို့ရတယ် root 2ပဲနဲ့မရှင်းကျင်ရလဲ1 1လေးထည့်ရေးပေါ့ plus root 2နဲ့ root 2နဲ့မြောက်တော့2ပဲ 1 root 2 plus 2 by 2ဖြစ်ရတာပဲ။ဘာကစီလေးဆက်တွက်မယ်။အဲ့တော့သူကကြတော့ဒီမှာ5 minus root 2ဖြစ်သွားပြီ။ဒီရှိအပုပ်တွေမှာကြတော့ဆင်မတို့က root 2ကိုအဲ irrational ကနေ rational ကိန်းပြောင်းတာ root 2 by root 2လေးနဲ့မျှ root 5 by root 5လေးနဲ့မျှ root 3 by root 3လေးနဲ့မျှရုံပဲလွဲတယ်။ဒီမှာကြတော့သူက rational ကိန်းတစ်လုံးဖြစ်တဲ့5 minus ဆိုတာကြီးပို့လာပြီပေါ့။ပို့လာပြီဆိုတော့ကဆင်မတို့ကဒီနေရာမှာအဲစခွဲကိန်းဒီလေးတစ်ခုထည့်သုံးပါမယ်။ရှစ်တန်းလုံးကသင်ခဲ့ရတယ်မှတ်မိလားတော့မသိဘူး။ a square minus b square equal to a plus b တကွင်း a minus b တကွင်းဆိုရဲပုံသေးလေးစတားလေးပြပြီးပြန်ချက်ချင်းချက်ထားအပေါင်းတကွင်းနှုတ်တကွင်းဆိုရင်အရှိကနှစ်ထပ်ကိန်းနေအနှုတ်ဟွာဖြစ်တယ်ဒီဟာကဒီပုံသေးလေးနဲ့တော့တော်တော်မှားတယ် a minus b the whole square ဆိုရဲဟာဒီ the whole square တော့မတူဘူးเนาะသူကရှင်းနှစ်ထပ်နောက်နှစ်ထပ်ရှင်းနောက်မြောက်ချင်းနှစ်ဆဆိုရဲ a square minus 2ab plus b square ဆိုရဲဟာထွက်တာ ဒီပုံကိုထည့်မဲ့စဉ်းစားနေအောင်လို့လို့ဆယ်လို့ဆယ်ဆရာမတို့ကဒီပုံသေးလေးနဲ့တွားမယ် a square b square 2အပေါင်းတကွင်းအနှုတ်တကွင်းဒီမဲ့ဆရာမတို့ဒါကိုအနှုတ်တကွင်းအနေနဲ့ယူဆကြည့်အောင်အဲ့တော့လူနေတာကအပေါင်းတကွင်းပေါ့အဲ့တော့အပေါင်းတကွင်းရပြီဆိုရင်ဆရာမတို့ဒီကောင်ကိုပြန်ပြီးလှည့်လို့ရပြီဟုတ်တယ်နော်အဲ့တော့ဆရာမအောက်မှာတစ်ခက်ဆက်တွက်လိုက်မယ်1 by 5 minus root 2အဲ့တော့သူ့ကိုဆရာမတို့5 minus root 2ဆိုတော့ဒီမှာအနှုတ်ဆိုတော့အပေါင်းနဲ့မြောင်းမယ်5 plus root 2နဲ့ပေါ့ အပေါ်ကအောက်က 5+2 ဆိုရင်အပေါ်လည်း 5+2 နဲ့မြောက်ဒီဘက်ကပေးထားတဲ့ကအပေါင်းဆိုအနှုတ်နဲ့မြောက်နော်ဒီမှာအနှုတ်မှုလို့အပေါင်းနဲ့မြောက်တာအဲ့တော့ဆရာမတို့ဒီမဲ့အနှုတ်တကွင်းအပေါင်းတကွင်းရပြီဆိုရင်ဒီပုံသေးနီးဘက်ကိုလှည့်လို့ရပြီအရှိနှစ်ထပ်အနှုတ်အနောက်နှစ်ထပ်အဲ့တော့အရှိနှစ်ထပ်အရှိက5ငါးနှစ်ထပ်အနှုတ်အနောက်က2နှစ်ထပ်လူတူကနှစ်ထပ်ဆိုလူတူကိုနှစ်ခါမြောက်တာနဲ့တူတူပဲပြောက်လို့ရပြီအပေါ်ကကြတော့တင်းနေပဲမြောက်တာဆိုတော့5 plus 2ပေါ့ ဲ့တော့ငါငါလီက25ငါနှစ်လီ10နဲ့မှာမရည်နဲ့哦ဒီမှာကလူပြောင်းမယ်2အပေါ်က 5+2 5+2 ကဆင်မလို့ဘာမှချစ်လို့လို့ရမှာမဟုတ် irrational နဲ့ rational ဖြစ်နေတော့25ရက်နှစ်နှုတ်တော့23အဖြေကဒါပဲရမယ် မကကြီးသူက1 by 1 plus root 2 plus 1 by 1 minus root 2တဲ့စင်မတို့ပုံမှန်အာဒီအောက်ကပိုင်းခြေတွေကို rational gain ပြောင်းတဲ့အခါတွေဆိုလို့ရှိရင်ပဲဖြစ်ဖြစ်လိုကိန်းနဲ့နေပေါင်းရင်အခါဆိုပဲဖြစ်ဖြစ်ဒီပိုင်းခြေမှာ rational irrational ပေါ့ပိုင်းခြေမှာ irrational gain ပေါင်းလို့ရှိရင် rational ဖြစ်အောင်အရင်ပြောင်းပြီးမှပိုင်းခြေတွေညှိပေါင်းတာနှုတ်တာလုပ်လို့ရတာဟုတ်တယ်နော်ဒီမှာတက်ကြည့်မယ်ဆိုရင်စင်မတို့ကအပေါင်း gain ပါတယ်1 plus ပါတယ်ဒီမှာလည်း1 minus c ပါတယ်အဲ့လိုအပေါ်ပါလာပြီဆိုလို့ရှိရင်စင်မတို့အပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဆိုတော့အာစောက်ခွဲကိန်းပုံသေးနည်းနဲ့သွားတယ်နော် 1 plus root 2ဆိုရင်1 minus root 2နဲ့မျှဒီမှာ1 minus root 2ဆိုရင်1 plus root 2နဲ့မျှအဲ့လိုမျိုးလေးပျောက်ပြီးတော့မှအချင်းချင်းပေါင်းသွားတာဒီမှာကျတော့ဒီဘက်ကြည့်မယ်ဆိုဒီမှာလဲ1 plus root 2ဒီမှာလဲ1 minus root 2ဆိုဆင်းမလို့တစ်ခါတယ်ပိုင်းကြီးညှိချပလိုက်မယ်နှစ်ဖက်စလုံးကိုအချင်းချင်းမျှပြီးတော့ဟုတ်ပြီနော်တစ်ခုချင်းညှိမနေတော့နှစ်ခုလုံးတစ်ခါရဲ့မျှပြီးညှိချလိုက်မယ်အဲ့တော့ဒါကပုံစံခွဲခင်းလို့ဖြစ်သွားမယ်ပေါ့1 plus root 2အမြောက်1 minus root 2 ဒီဘက်ခြမ်းအကောင်ကို1 2လဲလာမြောက်တော့အပေါ်က1 2အလဲကင်းအပေါင်းမဲ့ဆိုတော့ပါမသိခဲ့တဲ့ခေစံစားကြရမလို့10နဲ့1 2မြောက်တော့1 2ကဲတော့ဒီမှာ1 2နဲ့1 2ကခြေလို့ရပြီခြေလိုက်ပြီနော်အဲ့တော့ဆင်မတို့ပါကြမ်းမလဲဒီအောက်ကအဲမြောက်လိုက်လို့ရှင်ဆင်မတို့ဒါကအပေါင်းတကွင်းဒါကအနှုတ်တကွင်းဖြစ်တဲ့အတွက်ရှေ့နှစ်ထပ်အနှုတ်နောက်နှစ်ထပ်ဆိုတော့ပုံလေးမျိုးတန်းရေးလိုက်အဲ့တော့1 square minus root 2 square ရှေ့ရှေ့ကင်ရ1ဆိုတော့နှစ်ထပ်တင်အနှုံနောက်ကပြန် root 2ဆိုတော့နှစ်ထပ်တင်အပေါ်က root 2ချင်းကြေသွားပြီဆိုတော့1နဲ့1ပေါင်း2ကဲတော့1က1ပဲ root 2က root ပြောက်တော့2ဖြစ်2 1နဲ့အ root အမိုင်း1 minus 2 1 minus 2ဆိုတော့ minus ကကြီးနေတယ်နှုတ်ကမယ်အနှုတ်1အဲ့တော့ဒီအနှုတ်ကအကုန်လုံးတက်ရောက်တော့ -2 အောက်ကပိုင်းကြီးကတက်ဖြစ်နေရင်ဆင်မတို့တက်ကိုဖြောက်ရည်လို့ရတယ်နော် ခါခွေးက root 3 by root 3 minus 1 plus 1 by root 3ကျမတို့ကကြီးမှာတော့ကကြတော့ဒီပေးထားတဲ့နှစ်ခုလုံးတန်ပြီးတော့ဘုံပိုင်းကြီးလုပ်ပလိုက်တာဆိုပေမဲ့ဒီမှာကျတော့လုပ်လို့မရဘူးဘာလို့ဆိုတော့ဒီဘက်မှာ -1 ရေးပို့နေတယ်။ဒီကလို့ root 3ရဲ့နောက်မှာ +1 ပါနေတော့တမျိုးပေါ့ဒီမှာကျတော့မပါတဲ့အတွက်ဆင်မတို့တသက်စီးတစ်ခုချင်းစီကိုအဲ irrational rational ဖြစ်အောင်ပြောင်းပေးရမယ်ပေါ့အဲ့တော့ဒီမှာ root 3 -1 ဆိုတော့ဆင်မတို့အနှုတ်အနှုတ်ဆိုတော့အပေါင်းလုပ်ပေးမယ် root 3 +1 နဲ့ညောက်ပေးမယ်။အင်းအောက်မှာပဲဆင်ကြီးချရအောင်။ root 3 by root 3 minus 1အမြောက် root 3 plus 1နဲ့မြောက်မယ်ခုဘက်ကကျတော့1 by root 3 1 by root 3ဆိုသူကတော့ရှင်းရှင်းလင်းလင်းပဲ root 3 by root 3နဲ့ညောက်ကြမယ်အဲ့တော့အောက်ကကြတော့ minus အအနှုတ်တကွင်းအပေါင်းတကွင်းဆိုတော့ရှေ့နှစ်ထပ်အနှုတ်နောက်နှစ်ထပ်ဆိုတဲ့ပုံစံနဲ့တွားညီမယ်။အဲ့တော့ရှေ့နှစ်ထပ်ဆိုတော့ရှေ့က root 3နှစ်ထပ်အနှုတ်နောက်နှစ်ထပ်ဆိုတော့1ကနှစ်ထပ် အဘောက root 3ကဒီတခွင်းလုံးနဲ့မြောက်မှာเนาะ root 3က3နဲ့မြောက်တော့3 root 3က1နဲ့မြောက်တော့ root 3အောက်က root 3နဲ့ root 3က root ပြောက်မယ်3ပဲအဘောက root 3နဲ့1နဲ့မြောက်တော့ root 3ပေါ့အဲ့တော့ဆင်မတို့ဒါလေးကိုပဲ session သွားရအောင်3 root 3 by root 3က root ပြောက်မယ်ဆိုတော့3 minus 1 1 2တက်က1ပဲ plus root 3 by 3 equal to 3နဲ့1နှုတ်တော့2ကျောင်းမယ်2လေးရေးလိုက်အောင် 3 plus root 3 plus root 3 by 3အဲ့အနေမှာဆင်မတို့ပိုင်းကြီးနှိပ်သွားကြမယ်။3နဲ့2နဲ့ပုံပိုင်းကြီးက6ပေါ့6ထားလို့ရမယ်6ရအောင်ဒီ3 plus root 3ကို3နဲ့မြှောက်မယ်ဒီ3ရဒီတစ်ခုလုံးကိုမြှောက်ပါเนาะအဲ့တော့ဒီ shape ကိုပဲမြှောက်မမြှောက်နဲ့နောက်ကဟာပါမြှောက်ပါမယ်3 3 4 plus 3 root 3နဲ့ဆိုတော့3 root 3 plus ဟောဒီမှာ plus 3 root 3က2နဲ့မြောက်2 root 3 equal 9ကဘာမှလုပ်လို့မရဘူးနိုင်မဲ့ထားထား3 root 3နဲ့2 root 3ကပေါင်းလို့ရတယ်5 root 3 i 6ဘာမှလုပ်လို့မရတော့ဒါက irrational နဲ့ဒါက rational ဖြစ်သွားပြီဒီ9နဲ့6ကလည်းသွားချေလို့မရအောင်တော့အလဲမှာအပေါင်းရှိတယ်အဲ့တော့ဖြေရတာပဲပေါ့အကောင့်ငယ်ကိုစက်ကြည့်မယ်3 3 root 5 by root 5 ဲ့ဒါကအစားနော်ကိုရဲ့ဒီနောက်ပိုင်းထွက်တဲ့စာအုပ်ဒီမှာဘလို့ရှိလဲတော့မသိပါပဲဆရာမရဲ့ဒီစာအုပ်မှာတော့အစားအစားဖြစ်တဲ့အတွက်ဒီမှာအစားနည်းလမ်းတွေပဲဆရာမတွေ့ပြလိုက်မယ်1/3 - root 5နောက်ကကြည့်အဲ့တော့ဆရာမတို့ပိုင်းခြေတွေ irrational ဖြစ်နေတဲ့ပိုင်းခြေတွေကိုအချက်လောက် irrational ပြောင်းအောင်အဲ့တော့3 3 5 root 5 root 5ကို rational ပြောင်းမယ်ဆိုရင် root 5 root 5နဲ့ oh sorry ဆရာမတို့ဒီဟာကိုတခါလေး အအဆောက်အမြောက်ပြောင်းနောက်ကင်ပြောင်းမြန်ဆန်ဆိုတော့လေးပဲတန်းလို့လိုက်မယ်မလို့အရုရှားနဲ့မပြောင်းသေးဘူးချက်ကြည့်အောင်3 3 5 5 5 5အဆောက်အမြောက်ပြောင်းအမြောက်ပြောင်းလိုက်ဆိုနောက်ကင်ကိုပြောင်းမြန်ဆန်တစ်ကအောက်ရောက်မယ်ဆိုတော့ဆင်မောင်းတစ်ကိုထည့်မိလေရပြီ3 5 5ဟုတ်ပြီနော်အဲ့တော့ကျွန်မဆင်မတို့ဒီ root 5ကို rational ပြောင်းမယ်3 3 root 5 by root 5ကို rational ပြောင်းမယ်ဆိုတော့ ် root 5 by root 5နဲ့ညောင်းအောင်ဒီဘက်ကကျတော့အမြောက်3 minus root 5음 root 5 by root အဲ root 5နဲ့ root 5ညောင်းတော့ sigma root 5ပဲဖြစ်သွားပြီဒီက root 5ကကျတော့ sigma တို့ဒီတခွင်းလုံးနဲ့ဝင်ညောင်းမှာအဲ့တော့ root 5နဲ့3နဲ့ညောင်းတော့3 root 5ဒီအလေကအပေါင်းအပေါင်းဆိုတော့ root 5နဲ့ root 5ညောင်းတော့5ပဲဖြစ်သွားပြီ5ကို3နဲ့ထပ်ညောင်းတော့15စင်မနဲ့တဆင်ကျော်ပါရဲ့နော်လိုက်မိလိုက်လားမသိဘူး r o o 5ကို r o o 5နဲ့မြောက်တော့5ပဲရတယ်8 5ကိုဒီ3နဲ့ထပ်မြောက်တယ်မ3 55မ3 55ဆိုတော့နောက်ကကျန်တဲ့ကောင်ကအမြောက်3 r o o 5အောက်မှာကပိုင်းခြေကဘာမှမရှိဘူးအဲ့တော့ဆင်မလို့က9ပဲပိုင်းခြေပြန်ထားလိုက်ဒီအပေါ်တွေကိုပဲပိုင်းဝေးတွေကိုပဲမြောက်ရအောင်မြောက်ကလွယ်အောင်လို့ကွန်ဒီတစ်ချက်ခတ်လိုက်မယ်အဲ့တော့ဆင်မလို့ဒီ3 r o o 5က3ရို့တစ်ခါမြောက် r o o 5တစ်ခါမြောက်ဒီ55က3ရို့တစ်ခါမြောက် r o o 5တစ်ခါမြောက်အဲ့လိုပုံစံနဲ့ပဲသွားအောင်3 r o o 5က3မြောက်တော့ 9 minus 3 root 5နဲ့5နဲ့ဆိုတော့ root 5နဲ့ root 5က root ပြောင်းမယ်5ပဲကျမ်းမယ်53 55 53 55 55 55ပြီးတော့55ကို9နဲ့မြောက်တော့အဲဒီမဲ့အပေါင်းနဲ့အနှုံနဲ့ဆိုတော့အနှုံရမယ်နော်15 root 5အောက်ကတော့9ပဲအဲ့တော့ဒီထဲမှာပါရှင်းလို့ရတာရှိမလဲ root 5နဲ့ root 5တူတာရှင်းလို့ရမယ်ဒီကနန်းချင်းကနန်းချင်းတူတာကိုရှင်းလို့ရမယ် ရူဖိုင်နဲ့ရူဖိုင်ကဒီမဲ့အပေါင်းဒီမှာအနှုတ်ဆိုတော့အနှုတ်ကပို့ကြည့်တော့အနောက်ပို့လိုက်အောင်15ရက်45ရက်15နှုတ်တော့30 minus 15ရက်9နှုတ်တော့6 root 5 by 5ဒီရတာပဲခုနကဆင်မတို့အစာနီးနဲ့တွက်ကြည့်ထားတာပေါ့နော်အခုတခါလေအပေါင်းနီးနဲ့ပါတွက်ကြည့်လိုက်မယ်ဘာလို့ဆိုတော့သူကစာအုပ်ထဲမှာမရှင်းမလင်းဖြစ်နေတော့နှစ်နီးလုံးနဲ့ဖြူသွားတာတော့အဆင်ပြေတာပေါ့ ကဲအဲ့တော့အပေါင်းနည်းနဲ့အပေါင်းနည်းနဲ့ဆိုရင်တော့ဆရာမတို့ဒီမဲက3 root 5ဒီမဲက root 5သူတို့နှစ်ကိုပုံစအပုံပိုင်းခြေလုံးလို့မရအောင်မရတဲ့အတွက်ဆရာမတို့ဒီ irrational တွေကိုတတ်တတ်စီ rational တွေပြောင်းပေးရအောင်အဲ့တော့3 3 root 5 3 3 root 5 by root 5ကို rational အကင်းပြောင်းခြင်းတော့ root 5 by root 5နဲ့ညောင်းမယ် plus 1 by 3 minus 3 group 5ကိုဆင်မလို့ rush နဲ့ကိန်းပြောင်းကျင်တော့ဒီမှာ minus ဆိုတော့အပေါင်းနဲ့ပေါ့3 plus group 5နဲ့ညောင်းမယ်အောက်က3 plus group 5ဆိုအပေါ်ကလည်း3 plus group 5 equal to အောက်က group 5 group 5ဆိုတော့5ပဲဖြစ်သွားပြီဒီအပေါ်က group 5ကအတိုင်းတစ်ခုလုံးသွားညောင်းမယ်နော်အဲ့တော့ group 5က3နဲ့ညောင်းတော့3 group 5 plus group 5နဲ့ group 5နဲ့ညောင်းတော့ group ပျောက်သွားပြီ5ပဲကျန်မယ်အဲ့5ကျန်တဲ့5က3နဲ့ထပ်ညောင်း15 plus ဒီမဲ့က1အဲ3 root 5က1နဲ့မြောက်တော့3 root 5ပဲအခုကြာဆင်မှာတော့အနှုတ်တကွင်းအပေါင်းတကွင်းအပေါင်းတကွင်းနှုတ်တကွင်းဆိုဆင်မှာတော့ရှင်းနှစ်တက်အနှုတ်နောက်နှစ်ထပ်နဲ့လုပ်လို့ရမယ်ရှင်းနှစ်တက်3က3နှစ်ထပ်အနှုတ်နောက်နှစ်တက် root 5ကနှစ်ထပ်အများကြီးဒီဘက်ကဘာမှလုပ်လို့မရအောင်ငါ့ကို15နဲ့လည်းသွားချီလို့မရအောင်အလဲမှာအပေါင်းရှိတယ်ဆိုတော့ဒီတိုင်းပဲပြန်ဤထားလိုက်ရအောင်3 root 5 15 by 5 plus 3 plus root 5 by 34က9 minus ရူပြောင်းမယ်ဆိုတော့5ပေါ့ Okay, a dot 3 root 5 plus 15 by 5 plus တယောက်က9တဲ့အောင်အနှုတ်တော့၄ကျန်မယ်3 plus root 5အဲ့တော့ဆင်မတို့ဒီမှာမှပုံပိုင်းခြေကိုရှာရမယ်မလေးဒီ20 20နဲ့ပဲထားတာပေါ့20ဒီဘက်ကို၄နဲ့မြောင်မယ်ပေါ့ လေးရဒီအိုက်တခွင်းလောက်တော့မြောက်မှာเนาะလေး3လေးဆက်နှစ်12 root 5 plus 15လေးလေး60 plus ဒီဘက်ကကြတော့5နဲ့မြောက်မယ်တခွင်းလောက်ကို5နဲ့5 3လေး15 plus 5 root 5အဲ့တော့ root 5ချင်း root 5ချင်းတူတာကိုရှင်းမယ်ခဏန်းချင်းခဏန်းချင်းတူတာကိုရှင်းမယ်ဆက်နှစ်နဲ့5နဲ့ဆိုတော့ second root 5ဒါလည်းအပေါင်းချင်းမယ်ဆိုတော့အပေါင်းမယ်ရေးလွှဲတယ်15နဲ့60နဲ့ဆိုတော့ 85ပိုင်း20အဖြေရတာပဲအပေါင်းနည်းနဲ့ကတော့ပို့ပြီးတော့လွယ်တယ်ထင်ရတယ်ဓမ္မကဏ္ဍနေရာတော့ကြီးရဲ့ပေါ့ဓမ္မငါးခါကျတူပါအပေါင်းလေးလေးကြီးပဲပိုင်းခြေတစ်ခုချင်းစီကို irrational နဲ့ rational စမောက်လိုက်ပြောင်းပြရမယ်အဲ့တော့3ပိုင်း root 3ရှင်းပါတယ် root 3 by root 3နဲ့မြောက်မယ် plus 5 by root 5လဲအဲ့တိုင်းမယ် root 5 by root 5နဲ့မြောက်မယ် plus 7 by Route 7လဲအတိုင်းပဲ Route 7ဘိုင်း Route 7နဲ့ညောင်းမယ်။ညာချင်းအောက်က route လေးတွေပြောင်းမယ်3အပေါ်ကတော့3 route 3 plus 5 route 5ဘိုင်း5 plus 7 route 7ဘိုင်း7ဒီမှာတအားလွယ်သွားပြီ3နဲ့3ချီ5နဲ့5ချီ9နဲ့9ချီအဲ့တော့ကျန်ခဲ့မဲ့အဖြေက route 3 plus route 5 plus route 7ဒါပဲပေါ့ငါ့ကိုရောက်ပြီ 2 root 5 plus 13 root 3 minus 7 root 5 plus 9 by root 3အဲ့တော့ဒီမဲက root 3လေးတွေ root 5လေးတွေဆင်မတို့2ရအရင်စုလိုက်မယ်စုစုရင်းနဲ့တခါတည်းဒီ irrational တွေကို rational ပြောင်းလိုက်ရအောင်3 by root 5ကို rational ပြောင်းမယ်ဆိုရင် root 5 by root 5နဲ့ပြောင်းမယ်သူနဲ့2ရစုမယ်ဆိုတော့ minus 7 root 5 minus 7 root 5ဘဘကကျန်တာက13 root 3 plus 9 9 by root 3 fashion နဲ့တခါလေးပြောင်းမယ်ဆိုတော့ root 3 by root 3နဲ့ညပဲ equal အောက်က root ပြောင်းမယ်5ပဲ3 root 5 minus 7 root 5 plus 13 root 3 plus အောက်က root ပြောင်းမယ်3 9 root 3ကျမတို့2ရာလေးတွေကိုပဲပိုင်းချင်းညှိလိုက်တာပေါ့ဒီ root 5နဲ့ root 5ချီလို့အဲ တွက်လို့ရမယ်ဟာဆိုရင်ဒီဘက်တစ်ခုကိုပဲပိုင်းခြေ၅လောက်ပြီးတော့ root 3နဲ့ root 3တွက်လို့ရမယ်ဟာဆိုရင်အဲ3ပိုင်းခြေလောက်လိုက်မယ်ဟုတ်ပါတော့ဒီဒီဘက်လေးနဲ့တွက်လို့ရအောင်ရှင်းပါအောင်လို့ကဲအဲ့တော့ဒီဘက်မှာက5ပုံယူမယ်5ပုံယူမယ်ဆိုတော့ဒီဘက်ကတော့3 root 5ကရှိပြီးသားပဲ3 root 5 minus 7ကိုဆင်မလို့၅နဲ့မြောက်မယ်ဆိုတော့9 5 35 35 root 5 အလဲကအပေါင်းလက္ခဏာဒီဘက်မှာကျတော့ဆင်မတို့ပုံပိုင်းကြီးကိုတုံးယူမယ်တုံးယူမယ်ဆိုတော့ကဘဘက်က7339 39√3+ ဒီဘက်ကကျတော့ 9√3 ပဲဟုတ်ပြီဆင်မတို့ဒီဘက်ကိုပဲကြည့်တွေ့တော့မယ်음 refinery refi 35အနှုတ်ပူကြီးနေတယ်အဲ့တော့နှုတ်ကင်းရရှိမှထားလိုက်35တွေက3နှုတ်တော့32 refi 5 5 plus ဒီမှာကျတော့အပေါင်းဂိတ်နေကြီးပဲ39နဲ့9နဲ့ပေါင်းတော့40နဲ့7 88 48948ဆိုတော့ဟုတ်တယ်48 48 root 3 by 3ချိန်လို့ရလာတစ်ချက်ကြည့်ဒီဘောကစုံကိန်းအောက်ကမာကိန်း3.3 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 3 16 root 3ကိုအရှိပို့လိုက်မယ်အနောက်32 root 5 by 5ကိုအနောက်ပို့မယ်အဲ့တော့အဖြေကဒါပဲဒီ32.5ကျတော့ခြေလို့မရတော့ဆိုတော့အဆုံးပို့စာလုံးရောက်ပြီပေါ့နော်1 by root 3 minus root 2 plus 1 by root 3 plus root 2ဒီမဲ့တအားရှင်းနဲ့အနောက်တစ်ခွင်းအပေါက်တစ်ခွင်းပေးထားတာအဲ့တော့ဆင်မတို့သူ့ကိုရာရှင်နဲ့ဂိမ်းပြောင်းမှုတွေစဉ်းစားမနေတဲ့တခါတည်းဒီနောက်ကိုမြောက်ပြီးတော့ပုံပိုင်းကြီးထုတ်လိုက်ဟုတ်ပြီနော် အဲ့တော့อืมဒီခါလေးပဲအရှိကြီးဆွဲသွားရအောင်အရှိကြီးဆွဲသွားမယ်ဆိုတော့ root 3 minus root 2 root 3 plus root 2ဒီအပေါ်ကအကောင်ကိုဒီဘက်နဲ့မျှအဲ့တော့ root 3 plus root 2 plus ဒီဘက်ကဒီဘက်နဲ့မျှဆိုတော့ root 3 minus root 2ညာချင်း um ဒီမှာ root 3နဲ့ root 3ကအပေါင်းနေကြီးပဲဆိုတော့2 root 3ရမယ် root 2နဲ့ root 2ကအပေါင်းနဲ့နှုတ်ဖြစ်နေတော့ကြီးသွားပြီ အောက်ကကျတော့အပေါင်းတစ်ခွင့်နှုတ်တစ်ခွင့်ဆိုတော့ရှင်းနှစ်ထပ်အနှုတ်နောက်နှစ်ထပ်ရမယ်ရှင်းနှစ်ထပ်က root 3နှစ်ထပ်အနှုတ်နောက်နှစ်ထပ်က root 2နှစ်ထပ်ညချင်း root 3ကဘာမှလုံးလုံးမရောက် root 3အတိုင်းမဲ့ထား3နှစ်ထပ်က3ဖြစ်နှစ်နှစ်ထပ်က2ဖြစ်နှုတ်ရတော့တက်ရတယ်ဆိုတော့အဖြေက2 root 3ပဲပေါ့အောက်မှာတက်ရှိရနော်တက်ကိုမရေးတော့လား Aquí da wäre